ဒီနေ့အီဗီလာ9ရင်းနေ့နေ့လေတနာ2ကိုမိနစ်အချိန်မှာပဲဘူတိုင်းဒေသကြီးဖြူးမြို့မြောက်ဘက်ကဆလီမိုင်ဆရာကြီးအနောက်ဘက်9မိုင်အကွာကျွဲပွဲမြို့အနီးမြေအောင်နဲ့6မိုင်မှာလီဒတ်သမအသည့်အဆင့်ရှိတဲ့မြင်းကလေးချက်မှာလုတ်သွားကြောင်းသိရပါရီရောင်တိုင်းဒေသကြီးကပါအနေငယ်ခန်းစားရကြောင်းလေးသိရှိရပါရီမန္တလေးတိုင်းဒေသကြီးမှာလေဒီကနေ့မှာပဲဒုနသမအထက်နဲ့လီဒတ်သမအထက်ချက်မှာလုတ်တာကိုတွေ့ရပါရီ ဒါကြောင့်မလို့ပြည်သူလူထုကတော့စွင့်ပူပန်မှုမြင့်တက်နေစေပါဘူပန်လေးပူပန်ရမယ့်အနေအထားပြအမေရိကန်ဘူမိဗေဒငလင်လေးလာရေးအဖွဲ့ဖြစ်တဲ့ USGS ကလေအရေးပေါ်ကိုသတိပေးထားတဲ့အဲ့ဒါကတော့မြန်မာနိုင်ငံမှာငလင်တွေကရက်တန်သွားဥမမဟုတ်ပဲနဲ့ငါးရက်သမအထက်လှုပ်ဖို့က60ရာခိုင်နှုန်းနဲ့6ရက်သမအထက်လှုပ်ဖို့က9ရာခိုင်နှုန်းရှိနေသေးတာဖြစ်တဲ့တော့ပြည်သူတွေရပိုင်းတွင်မဟုတ်ဘူးလာပေါင်းများစွာဆက်လက်ပြီးတော့လှုပ်ဥမဖြစ်ကြောင်း အသည့်ဘီထားဖြစ်တဲ့အတွက်ပြည်သူတွေလုံးဝကိုမပေါ်ဆချဘူးဒီကနေပြီးတိုက်တွန်းပြစီပြနောက်တစ်ခုကတော့မုံတိုင်းကြောင့်ငလင်တန်တင်ဒေတာများအပါဝင်ချန်နယ်တိုင်းဒေတာကြီးတွေမှာနှစ်လက်မှနှီးပါရှိတဲ့မိုးရွာသွန်းမဲ့အခြေအနေကိုသင်ပြပေးခြင်းပါ रे မင်္ဂလာပင်လုံးမှာတိတာတင်ရှားတဲ့လေဖီအာနေရန်ဝန်တခုဟာ April 6ရက်ခနေ့နေ့များမှာဖြစ်ပေါ်နိုင်ကြောင်း Global Focus Model များရဲ့ခမ်းမချက်တွေကိုမလူဝတ္ထပညာရှင်ဝင်းနိုင်ကကိုးကပြီးတော့ပြည်သူတွေကိုသတိပေးထားပေးဖြစ်ပါ रे စလေးနိုင်တွင်မိုးရွာသွန်းနိုင်တဲ့အခြေအနေကိုသင်ပြရရင်တော့ဘင်္ဂလားပြည်လုံးအောင်ပိုင်းမှာဖြစ်ပေါ်နေတဲ့လေဝဲလိုင်းကြောင်းနဲ့နောက်လာမယ့်နှစ်စလေးနိုင်အတွင်ချင်းပြည်နယ်ကချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်ရှေ့ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်သလင်းတိုင်တိုင်းအထက်ဘက်တို့မှာနေရာစိတ်စိတ်ရှမ်းပြည်နယ်ရှေ့ပိုင်းနေမိုးများနိုင်ပြီးတော့နှစ်စလေးနိုင်အတွင်မှာနှစ်လက်မှနေပါရွာသွန်းနိုင်ကြောင်းကိုလေဝင်းနိုင်ကဖော်ပြထားပြီးဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းအေရီတိုင်းတို့မှာနေရာကြကြ မိုးတချုံရွာနိုင်ကြောင်း24နှစ်အတွင်းတလက်မလောက်ရွာသွန်းနိုင်ကြောင်းကိုမလို့သားပညာရှင်ဦးဝင်းနိုင်ကအသည့်ဘီလာရာဖြစ်တဲ့အတွက်ပြည်သူတွေအနေနဲ့အခုချိန်မှာငလင်တန်ကိုရှောင်ရင်းနေတော့ရာကြီးသေးရီမာနေထိုင်နေရတာဖြစ်တဲ့အတွက်အရေးပေါ်မိုးလို့သားတရင်ဝင်သားဆွန့်ချပြီးတော့ကြိုတင်ပြင်ဆင်ချဖို့ကိုဒီကနေပဲအရေးပေါ်တိုက်တွန်းပြားစီဗျာ